ဗတိယပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်ဒီအစီအစဉ်ကတော့တိမတ်ဖွဲ့ရမြမစကပုံများအစီအစဉ်ဖြစ်ပြီးတော့ရှေ့အပိုင်းမှာတော့ဘာအခရာနဲ့စတဲ့စကပုံတွေအပိုင်းကိုတင်ဆက်ခဲ့ပါတယ်ရှေ့ပိုင်းမှာဘာအခရာနဲ့စတဲ့စကပုံတွေထဲမှာလူတိနဲတဲ့စကပုံတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ဒီပိုင်းမှာတော့ဘာအခရာနဲ့စတဲ့စကပုံတွေထဲကလူတိများတဲ့စကပုံတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် ပထမအဆုံးပြပြပေးသွားမယ်စကားပုံကတော့ဘူးတီမှအကြီးတော်ဆိုတဲ့စကားပုံမှာဘူးတီတီးနေတာကိုမြင်မှာဘူးစင်ပိုင်းရှင်ကိုအကြီးဆိုပြီးတော့ဆွေမျိုးဆက်တယ်လို့မျိုးပဲလိုချင်တာတစ်ခုခုကိုတွေ့မှာအကျိုးရလက်ကိုမျှော်လင့်ပြီးတော့ယင်းနီအောင်မျက်နှာချိုးတွေ့ရကိုဘူးတီမှအကြီးတော်ဆိုပြီးတော့စကားပုံနဲ့ပြောဆိုကြတာဖြစ်ပါတယ်တော်တော်အသုံးများတဲ့စကားပုံတစ်ခုဖြစ်ပါတယ်နောက်ထပ်ပြပြပေးသွားမယ်စကားပုံကတော့ဖုံးကြီးစာချဆိုတဲ့စကားပုံပဲဖြစ်ပါတယ်စာပေကျန်းခန့်ပိုင်းဆိုင်ရာတွေကိုကျွမ်းကျင်တက်မြောက်ပြီးသားဖြစ်တဲ့ယဟန်းကိုပြန်ပြီးတော့စာပို့ချတယ်ဆိုတဲ့အဖြစ်မျိုးကို ခန္ဓာတစ်ခုမှာကျွမ်းကျင်ပြီးသားဖြစ်တဲ့သူကိုတွားပြီးတော့ဆရာလုပ်တယ်ဆိုတဲ့အဖြစ်မျိုးနဲ့ခိုင်းနိုင်ပြီးတော့ပြောဆိုကြတာဖြစ်ပါတယ်။နောက်ဆုံးပြပြပေးသွားမယ့်စကားပုံကတော့လူသုံးများတဲ့စကားပုံတစ်ခုဖြစ်ပါတယ်။ဘူးလေးရဖယုံစင်ဆိုတဲ့စကားပုံပါ။မူလရှိရတောင်းဝင်ကလေးလံနေပါတယ်ဆိုမှနောက်ထပ်ဝင်ထုတ်ဝင်မှုတစ်ခုထပ်တိုးလာတယ်ဆိုတဲ့အဖြစ်ကိုဘူးသီးကြောင့်လေးလံနေပါတယ်ဆိုမှဖယုံသီးထပ်ဆင့်ပေါက်လာတယ်ဆိုတဲ့အဖြစ်နဲ့ခိုင်းနိုင်ပြီးပြောဆိုကြတာဖြစ်ပါတယ်။အခုလိုမျိုးမြန်မာစကားပုံနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကို Video News ကနေအမြဲတမ်းတင်ဆက်ပေးသွားနေတာမို့လို့ Video News ကို Like and Follow လုပ်ပေးသွားပါအောင်ရှင်။ Psst. <laughs>